Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့87ရဲ့ injury ပြဿနာကလက်ရှိကြာတိရတော့ရာ imminent စိတ်ပူစရာမရှိဘဲနဲ့လက်ရှိသူ့ရဲ့ဘာလို့ဒီ protective boots တွေပါတော့မှဝတ်စရာမလိုတော့ဘဲနဲ့နိုင်ငံပွဲစဉ်နေနာအပီမှာပြန်ပြီးတော့ Manchester United နဲ့လေ့ကျင်ခန်းနေဆင်းနိုင်တော့မှာဖြစ်တယ်ဆိုပြီးတော့ Tyrone Mayshaw ကနေပြီးတော့ဒီ Manchester Evening News ကနေ report ကျွန်တော်လုတ်ထားတယ် ပြီးခဲ့တဲ့နေ့ကလည်းဒီ Athletic ကဒီ Lorry ကနေပြီးတော့ဗောနော်ဒီဘယ်လိုပြောမလဲသူမြင်ခဲ့တဲ့အရာကို podcast မှာသူပြောထားပုံရနောက်ပိုင်းမှာ Manchester Evening News ကပြောလာတာက okay ဒါဒါဒါဆိုလို့ရှိရင်တော့အသိအနေနဲ့ဗောနော်အများကြီးစိတ်ပူစရာမရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးပဲဒီကစားမကိုကျွန်တော်တို့လူတွေပြားသေးလားเนาะအသင်းမှာခံစစ်ဘယ်သူမှမရှိတဲ့အချိန်မှာဒီကောင်လေးပြန်ပါနိုင်မယ်ဆိုတာမျိုးကတော့အသင်းတွေကဒါသတင်းကောင်းပဲဒီနေရာမှာကျွန်တော်အဲ့ဒီတုန်းကပြောခဲ့သလိုပဲချက်ချင်းစုစုလိုပြန်ပါတာမျိုးဟုတ်ချင်မှာဟုတ်နိုင်မယ် လည်းတော့ဒီလေနိုင်ငံပွဲစဉ်တွေနားနေရတယ်ဆိုပေမဲ့လို့ကြားထဲမှာတချို့ကစားသမားတွေကနားရက်เนาะကျွန်တော်ဒီ3-4ရက်လောက်ယူပြီးသွားလို့ရှိရင်ဒီပြန်ပြီးတော့လေ့ကျင့်ငွေတွေပါရှင်းရမှာဆိုတော့အဲ့အတော်တွင်မှာကစားသမားလေးကပြန်ပြီးတော့လေ့ကျင့်ငွေဆင်းနိုင်မလားကျွန်တော်ကြည့်ရမယ်အခုလက်ရှိသတင်းတွေအရဆိုလို့ရှိရင်တော့ဒီ Eden Heaven ဒီကျွန်တော်တို့က International Break ကြီးအပီပြန်ပြီးတော့ကစားဖို့ပြင်ဆင်တဲ့ဒီအခြေအနေမျိုးတွေမှာအသင်းရဲ့ဘောနောကျွန်တော်တို့ကဒီလေ့ကျင့်ငွေတွေကိုပြန်ပြီးတော့ဆင်းနိုင်တော့မယ်ပါဝင်နိုင်တော့မယ်ပေါ့ဒါဟာအများကြီးကောင်းတဲ့သတင်းမှာ ဒါအများကြီးကောင်းတဲ့တဲ့တွေမှာဒါကြောင့်ဒါကအတင်းတွက်ဘယ်လိုပြောမလဲဟိုအဓိကပြိုင်ပွဲတွေကလာတော့မှာလာတော့မှာဆိုတာထပ်ပါတော့ international break ပြီးတာနဲ့ကျွန်တော်တို့ဒီကစားရမဲ့ဒီခုနှစ်ပွဲစက်တိုက်ကစားရမဲ့ခုနှစ်ပွဲစက်တိုက်ဒီကျွန်တော်ကြားထဲမှာဝူဘန်ဟန်တန်လက်လောက်ကလွေးလို့ချင်းကျန်တဲ့တင်းတွေကအတင်းကြီးတွေပွဲချက်တွေကြီးပဲရဘလို့မှအဆင်မပြေဘူး ဆိုတော့အဲ့လိုအနေအထားမျိုးတွေမှာကျွန်တော်တို့ဟိုတက်နိုင်နေမှာဆိုလူစင်းကလောက်လောက်လာလာရှိနေဖို့လိုတယ်ဗျာเนาะအခုလက်ရှိခန်းစစ်ကိုကျွန်တော်တို့ကြည့်တော့လေဟယ်ရီမော်ဂွိုင်းရဲ့အခြေအနေကဘာမှကျွန်တော်တို့မသိဘူးလူချောအခြေအနေကကျွန်တော်ဘာမှမသိဘူးလင်နီလော့ဖ်ကလည်း ready မဖြစ်သေးဘူးเนาะလင်နီလော့ကလည်း ready မဖြစ်သေးဘူးဒါဒီ first team မှာကျွန်တော်ရှင်းမယ်ကစားဖို့အတွက်ဒါပေမဲ့လို့သူတို့ပဲရှိတယ်ဆိုတော့လက်ရှိမှာလင်နီလော့ဖ်ရှိမယ်အဲဒီလစ်ရှိမယ်အဲဒါပဲခန်းစစ်ကဒါပဲဒါကြောင့် master way ကိုကျွန်တော်တို့က right center back မှာဝင်ဝင်ပြီးတော့ကျွန်တော်တို့ရင်တုံးနေရတာ ဒါလောက်ပဲရှိတယ်ကျွန်တော်တို့ဘလူးမတ်အဆင်မပြေဘူးဆိုတော့ခန်းစစ်မှာ Eden Heaven လို့ပလီယာမျိုးကိုကျွန်တော်တို့လိုတယ်ယူရိုက injury ပြဿနာရနေတာမကွိုင်းရကဘာမှမသိသေးတာနောက်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဒီဟိုတခြားဘယ်လိုပြောမလဲဆိုတော့ဒီမကွိုင်းရတို့ပါဘူးလေဘာမှမသိသေးဆိုတော့ပြောရလို့ရှိရင်ဗျာအသင်းမှာက listen to marines တို့ပါတို့ပါရာဒီကွန်ကရစ်နားရတာတွေနဲ့အတူဘလူးမတ်လုံလောက်တဲ့လူစင်းရင်နောက်မှာရှိမနေဘူးပေါ့နော်ဒါတော်တော်လေးကိုစိတ်ပူစရာအခြေအနေမျိုးပဲဆိုတော့ Eden Heaven ချက်ချင်းမပါနိုင်တော့မှဗျာအဲ Lion တို့ဘာတို့နဲ့ကပါနိုင်မှရမှာ ဒီထားပါတော့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပွဲချက်တွေပရီးမီးယားလိမှာစပြီးတော့လာပြီပေါ့နော်ကျွန်တော်တို့ဒါကြောင့်ဆိုလို့အသင်းကြီးတွေနဲ့ကျွန်တော်ရှင်မယ်ကစားတော့မှာဆိုအဲ့ဒီပွဲစဉ်တွေမှာလည်းကျွန်တော်တို့လို့တယ်ဆိုတော့ Lion တို့ဘာလို့လဲကစားမဲ့ Europa League ကအသင်းအတွက်အင်မတန်ရည်ကြီးတယ်ကျွန်တော်တို့မှာဒီဒီပြိုင်ပွဲတစ်ခုပဲကျွန်တော်တို့ကောင်းကောင်းမျှော်လင့်လို့ရတာအဲ့လိုအခြေအနေမျိုးမှာအသင်းအနေနဲ့ဒီ Lion တို့ဘာလို့ကိုလည်းကျွန်တော်ကြော်နိုင်မှုကြိုးပမ်းမှာဒါပေမဲ့မလွယ်ဘူးပေါ့နော် Lion တို့ကလည်းဆိုတော့တေချာရာတို့ကတော့ဥရောပပွဲစဉ်တွေကစားတဲ့အခါမှာ ကျွန်တော်ဒီလူစင်းတောင်တင်းတွေကိုလူတယ်ဗျာပရီးမီးယားလိမှာလည်းပွဲတွေကတပတ်ကို2ပွဲလောက်ထိအ ਨੇ ဆုံးကစားရမှာဆိုတော့ကြားထဲမှာလည်းနားရက်ဒီဘာမှရှိရမှာမဟုတ်ဘူးလူစင်းကလည်းလုံလုံတော့မရှိတဲ့အချိန်မှာအဝေးခွင်းနေဆိုလို့ရှိရင်ခီးဒီပါတွေတွားရတာဘာညာနဲ့ဆိုလို့ချင်းတော်တော်ကိုကျွန်တော်တိုင်ပတ်မှာဆိုတော့အသင်းအနေနဲ့တည်ကြရသည် Aiden Heaven လို့ player မျိုးကိုကျွန်တော်လူတယ်ဒါပေမဲ့လို့ Ambolin ကသူကတိတ်ပြီးတော့ Rick ယူရတဲ့နီးပြမျိုးမဟုတ်ဘူးဗျာကစားမရရဲ့တန်ရာတွေနဲ့ပတ်သက်ရင်အဲ့ဒါတော့ရှိတယ်ဘာလို့လဲဆိုတော့ ဟိုအကယ်လို့ပေါ့နော် injury မှာ100%မကောင်းသေးဘူးဟိဆိုလို့ရှင်သူကလောလော allergy နဲ့တုံးနေနီးပြတယ်မပါဘူးကစားမတွေကိုတည်တည်ချာချာဟိုကြန့်ခိုင်မှုရှိပြည့်အောင်သူအနေနဲ့ဟိုဘယ်လိုနေပြီးမှထည့်တုံးနိုင်မျိုးပဲကျွန်တော်ရှိရဲဆိုတော့ Aiden Heaven ကအကယ်လို့နိုင်ငံပွဲစဉ်တွေအပြီးပြန်ပြီးတော့လေ့ကျင့်ခန်းဆင်းပြီဆိုလို့ရှင်အနည်းဆုံးတော့နှစ်ပွဲလောက်ထိကိုသူ့ကိုတုံးလိမ့်အောင်မယ်လို့ကျွန်တော်မထင်ဘူးတုံးလိမ့်အောင်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်လေ့ကျင့်ခန်းဆင်းနေတဲ့နေရာမှာ ဒီ fitness ကြံ့ခိုင်မှုအပြည့်ရှိနေတယ်ဆိုလို့ရှိရင်တော့တမျိုးပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့တည်တည်ကြာကြာနီးပြားကနားပြီးသွားလိမ့်ဦးမလို့ကျွန်တော်ထင်တယ်ဆိုတော့ဒါအနည်းဆုံးတော့ဗျာအသင်းနေနဲ့ဒီ exam ပြည့်သူကအသင်းနဲ့လေ့ကျင့်ခန်းကြီးပြန်ပြီးတော့ဒါဆင်းနိုင်တော့မယ်ပေါ့နော်ဆိုတော့ international break တွေအပြီးမှာဒါ MOD အတွက်က Manchester United တွေကအများကြီးကောင်းတဲ့တဲ့တွေမှာပွဲချက်တွေရှေ့ဆက်လာတော့မဲ့ခြေနေမျိုးမှာညီကလေးနေနေရော ဒါ Eden Heaven အနေနဲ့အတင်းရဲ့ခံစင်မှာဘလောက်ထိအရေးပါနေတဲ့ player တယောက်ဖြစ်နေပြီလို့ထင်ကြလဲအကယ်လို့မြန် Heaven အနေနဲ့ legend ကနေမဆင်းနိုင်ခဲ့သေးဘူးဆိုရင်အတင်းရဲ့နောက်တန်းမှာကျွန်တော်တို့ဒီ Delito Lindelof တို့နဲ့เนาะကျွန်တော်တို့ဒါကစားဖို့အတွက်ဆိုလို့ရှိရင်ဘယ်သူကအတင်းတော်တော်ဖြစ်မယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများဒီမှာ